ဖရားဒီပင်လယ်ပြင်ကိုအုပ်ဆိုးတဲ့ပိုဆိုင်ဒွန်ဆိုတဲ့နတ်ဖရားပါဒီပင်လယ်ပြင်တစ်ခုလုံးကသူ့ရဲ့ရန်သူဖြစ်သွားတယ်။ နောက်တစ်ဆင့် Odyssey ရဲ့ဖြတ်ကျော်အောင်မခီးလန်းကတော့ခုနလိုမျိုးလူသားစားတဲ့ blue တွေနဲ့ကြောက်စရာတိုက်ခိုက်တာတွေမဟုတ်ဘဲနဲ့တခါတလေကြာလေလေလှပတဲ့ပန်းပွင့်လေးတွေအောက်ထဲမှာပဲတိမ်မြုပ်နေတဲ့အရာတွေရှိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ဆင့်သူတို့ရောက်သွားတဲ့ကျွန်းပေါ်မှာလူတွေကဒီကြာပန်းလေးတွေကိုစားပြီးတော့ငိမ့်ငိမ့်ချမ်းချမ်းနေထိုင်ကြတယ်။နာတင်မှုတာဝန်ယူမှုသူတို့ရဲ့အိမ်ဘာဆိုဘာမှမသိတော့ဘဲနဲ့အားလုံးကိုမေ့သွားတယ်။ပြီးတော့ဒီကျွန်းကလည်းမထွက်ခွာချင်ဘူး။ဒီကျွန်းပေါ်မှာသူတို့အားလုံးကပျော်နေကြရပေါ့နော်။ဒါ ိုင်မဲ့ Odysseus ကတော့သူတို့အားလုံးကိုသင်္ဘောပေါ်ပြန်ဆွဲခေါ်ပြီးတော့သူတို့ပြောတယ်မင်းတို့ဘသူလဲဆိုတာမင်းတို့ဘယ်တော့မှမေးလို့မရဘူးမင်းတို့ရောက်ရမယ့်အိမ်ဆိုတာရှိတယ်ဆိုပြီးတော့သူတို့သင်္ဘောပေါ်အတင်းဆွဲခေါ်ပြီးတော့ဒီကျွန်းကနေပြီးတော့ထွက်လာခဲ့တယ်ပေါ့နော်တခါတလေပခုံးပေါ်မှာထန်းထားရတဲ့အလုပ်တွေဟာလေးလံနေလို့ခံစားရတဲ့အခါအားလုံးကိုမေးထားလိုက်တာပို့ပြီးတော့လွယ်ကူစေတယ်ပေါ့နော်ဒါပေမဲ့တခါတရံမေးရော့နေခြင်းဟာအိမ်ပြန်ဖို့စူးစမ်းရတာထက်ပို့ပြီးတော့လွယ်ကူစေအောင်ထင်ရတယ်ဒါပေမဲ့တကယ်စွမ်းအားဆိုတာကိုဘယ်သူလဲဆိုတာမမေ့ရော့ ော့ပဲနဲ့ကိုသွားခြင်းနဲ့ခရီးကိုရောက်အောင်ရှောင်နိုင်ခြင်းကလည်းတကယ်စွမ်းအားတစ်ခုပါပဲ။ ောက်ထပ်ဂျွန်းတွန်းမှာတော့သူတို့ကဆာစီကိုတွေ့တယ်။ဒီအိုဒစီယက်ရဲ့လူတွေကဆာစီရဲ့နန်းတော်ရဲကိုဝင်သွားတယ်။အဲဝင်သွားလိုက်တဲ့အခါမှာသူကသူ့ရဲ့မော်တော်လေးကိုတုံးပြီးတော့ဒီလူတွေအကုန်လုံးကိုဝတ်တည်အဖြစ်ပြောင်းလဲပြလိုက်တယ်။ဒီအိုဒစီယက်တယောက်ထဲကပဲခန္ဓာရင်ရှိပြီးတော့မပြောင်းခဲ့ဘူး။ဘာဖြစ်လို့လဲဆိုတော့သူကဒီမော်ဆေးပင်လေးရထားတယ်။ဒီမော်ဆေးပင်လေးကဟာမီးစ်ဒီနတ်ဖရာနေပြီးတော့သူ့ကိုပေးပြီးတော့ကာကွယ်ထားအတွက်သူကမပြောင်းလဲဘူးပေါ့နော်။နတ်ဖရာကသူ့ကိုဝတ်အဖြစ်ပြောင်းမိမယ်လဲသူကမပြောင်းလဲတော့အထင်ကြီးသွားတယ်။ငါဘာလို့သူ့ကိုပြောင်းလို့မရလဲ။ ဲဆိုပြီးတော့နည်းနည်းလေးလန့်သွားတယ်အဲ့ဒီချိန်မှာ Odysseus ကဒီ Sarsis ကိုပြောလိုက်တယ်ပေါ့နော်သူ့ရဲ့လူတွေအကုန်လုံးကိုဝက်အဖြစ်ကနေပြီးတော့လူသားအဖြစ်ပြန်ပြောင်းပေးပါပေါ့ Sarsis ကလည်းဒီ Odysseus ကိုနည်းနည်းသဘောကျသွားပြီးတော့သူ့ရဲ့မဟာမိတ်အဖြစ်သတ်မှတ်လိုက်ပြီးတော့လူတွေအားလုံးကိုပြန်ပြီးတော့ပြောင်းပေးတယ်သူ့ရဲ့လူတွေကဒီကျွန်းမှာအေးချမ်းချမ်းနဲ့ဆက်ပြီးတော့နေကြတယ်ပေါ့နော် ဒီကျွန်းကလှလဲလာတဲ့အစားအသောက်တွေလည်းများတယ်နေရတာလည်းတကယ်တတောင့်တတရှိတယ်ဒါပေမဲ့ဒီ Odysseus ကသူ့အိမ်ကိုတတိယနေဒုံမဲဆိုတော့အားလုံးကအဆင်ပြေချောမွေ့နေပေမဲ့လည်းသူကအိမ်ကိုပဲပြန်သွားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်သူကအိမ်ပြန်မယ်ဆိုပြီးတော့ထွက်ခွာဖို့ပြောတဲ့အခါမှာ Cersei's ကသူ့ကိုချိန်စာမတိုက်ခဲ့ဘူးသူ့ကိုမြေပုံတစ်ခုပေးလိုက်တယ်အဲ့ဒီတော့နောက်တစ်ခါမှ Odysseus ကဒီတေချင်းမရမတိုင်းပြည်ကိုသူကသွားရမယ် ော်စီးရီးယပ်ကအိမ်ကိုပြန်ဖို့အတွက်ခုနလမ်းညွန်လိုက်တဲ့မြေပုံလေးကိုကင်ပြီးတော့တေချင်းမရမပြီကိုသူရောက်သွားတယ်ပေါ့နော်ဒီမရမပြီကတေတဲ့လူတွေရဲ့အတိုင်းပြီကိုဖြတ်သွားမှာပဲသူကသူလိုချင်တဲ့အိမ်ကိုပြန်နိုင်မယ်ဆိုပြီးတော့သူကဒီဖြတ်ပြီးတော့ရှောက်ခဲ့တယ်ပေါ့နော်ဒီနေရာကိုရောက်တဲ့အခါကျတော့သူကဒီတေချင်းလောကရဲ့မှာတွေးတွေကိုတွန်ပြီးတော့တေသွားတဲ့လူတွေကိုသူကဆင့်ခေါ်လိုက်တယ်အဲ့ဒီလူတွေကိုလည်းရောက်လာတယ်ဝိညာဉ်တွေကလည်းရောက်လာတယ်အဲ့ဒီအချိန်မှာဒီအတိတ်နမိတ်ဖတ်တဲ့ဆရာ Darius ကတတိပေးလိုက်တယ်ဒီနေ မင်းရဲ့နွားတွေကိုဘယ်တော့မှမထိပါနဲ့တဲ့မဟုတ်လို့ရှင်ကို့မှာရှိတဲ့အရာအလုံးဆုံးရှုံးလိုက်မယ်ဆိုပြီးတော့သူကမှားလိုက်တယ်အဲ့ဒီအချိန်ထဲမှာပဲတည်သွားပြီးသားလူတွေဆုံးရှုံးရတဲ့လူတွေရဲ့မျက်နှာတွေကိုလည်းသူကပြန်ပြီးမြင်ရတယ်အဲ့ဒီမှာစစ်သူရဲကောင်းတွေပါတယ်ဘရင်တွေပါတယ်သူ့ရဲ့မိတ်ဆွေဟောင်းတွေပါတယ်နောက်ဆုံးမှာသူကနောက်ထပ်အရေးတစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒါကသူ့ရဲ့အမင်း သူ့ကိုစောင့်နေရင်လည်းသူ့အမေကကွယ်လွန်သွားခဲ့တာပေါ့နော်ဒီသူ့အမေကိုမြင်ပြီးတော့မှတ်မိလိုက်တဲ့အခါမှာသူခီးသွားနေရင်လည်းမဒီတေချင်းနေရာမှာသူ့အမေရဲ့ဝိညာဉ်ကိုတွေးမှပဲသူ့အမေဆုံးသွားတယ်ဆိုတော့သူကတိလိုက်ရတယ်သူ့အမေကသူ့ကိုမြင်တဲ့အခါကျတော့နူးနူးညံ့ညံ့နဲ့သူ့ကိုမာလိုက်တယ်ဒါပေါ့အချစ်ရဲ့ခွန်အားတွေကပင်လယ်ကြီးရတာအချစ်ကိုမဆေးကြောနိုင်ဘူးဆိုပြီးတော့မာလိုက်တယ်အဲ့ဒီအချိန်မှာ Odysseus ကအရန်ကိုဝမ်းနဲ့ချေကွဲပြီးတော့အရန်လက်ငိုတယ်သူ့အမေကိုထိချင်တယ်ဖတ်ထားချင်တယ်ဂိုင်တွေ့ချင်တယ်ပေါ့နော်ဒါပေမဲ့သူ့အမေကအရေးတစ်ခုပဲဖြစ်နေခဲ့တယ် ဲ့တော့သူကဘာမှမလုံနိုင်ဘူးအဲ့ဒီမှာထိုင်ပြီးငိုတာတခုပဲလုံနိုင်ခဲ့တယ်ပေါ့နော်ဒီအချိန်မှာ Odysseus တိလိုက်ရတာတခုကခရီးတိုင်းမှာပေးဆက်ရတဲ့တံပိုးရှိတယ်ဆိုတာပဲသူကအချိန်တွေကိုပဲဆုံးရှုံးသွားတာမဟုတ်ဘူးလူတွေကိုလည်းဆုံးရှုံးသွားတယ်တခါတလေရှစ်ဆက်ရှောင်းနိုင်ဖို့ဆိုလို့ရှိရင်ဒီဆုံးရှုံးသွားတဲ့အရာတွေနောက်ကိုပြေးလိုက်ရမှာမဟုတ်ဘဲနဲ့ဒါတွေကိုရင်ဆိုင်ရမှာပေါ့နော်မြမပြီးမှဆိုလို့ရှိရင်လည်းကိုရီဆုံးရှုံးလိုက်ရတဲ့လူတွေရှိတယ်ပျောက်ဆုံးသွားတယ်တိတ်ဆုံးသွားတဲ့လူတွေရှိတယ်ဒါတွေကိုတခါတလေကြားလို့ရှိရင်အများရန်အမှတ်မိနေဖို့ဆိုလို့ရှိရင်ဒီမှ ညံဟာတေပြီးသွားတဲ့နောက်မှာတော့မှတက်သွင်းထားနိုင်တဲ့တရားဒဇင်းလိုမျိုးပါပဲ။ Odysseus တေကျင်းနိုင်ငံကနေထွက်လာပြီးတဲ့အခါမှာ Siren နေရှိတဲ့နယ်မြေစီကိုဥတီပြီးတော့ထွက်ခွာလာခဲ့ရတယ်။ Siren တွေရဲ့အတန်အရန်ကိုလှပပြီးတော့ဆွဲဆောင်မှုရှိလို့ကြားလိုက်ရတဲ့လူတွေကသူတို့အတန်နောက်ကိုအရန်လိုက်ချင်တယ်။အဲ့လိုမျိုးလိုက်သွားတဲ့အခါကြလို့ရှိရင်ကြောက်တုံးနေနဲ့တိုက်မိတာရေထဲကိုဆင်းပြီးတော့အဲ့လိုမျိုးတေသွားတာတွေဖြစ်တတ်တယ်ပေါ့နော်။သူကသူ့လူတွေအကုန်လုံးရဲ့နားကိုဒီဖျောင်းနေနဲ့ပိတ်ခိုင်းပြီးတော့မကြားရအောင်လှောက်ခိုင်းထားတယ်။ဒါပေမဲ့သူကိုယ်တိုင်ကတော့အဲ့ဒီအတန်ကိုကြားဘူးချင်တယ်။ဒါကြောင့်သူကသူ့လူတွေကိုမှားထားတယ်။ငါ့ကို တင်မောတိုင်းမှာခြီးထားပေါ့နော်တကယ်လို့ဘလို့ပဲဖြစ်ဖြစ်သူ့ကိုလွတ်မပေးပါနဲ့ဆိုပြီးတော့မှားထားတယ်။အဲသူတို့ဒီ siren တွေရှိတဲ့နေရာမှာဖြတ်သွားတဲ့အခါကျတော့သူကဒီတချင်းကိုကြားရတယ်။ရန်ကိုตาရနားပြော်ပြီးတော့အလှအပတွေအားလုံးပါတယ်။စိတ်တွေပြောင်းပြီးတော့သူ့တင်မောသားလူတွေပြောတာပေါ့နော်။ငါ့ကိုလွတ်ပေးပါလွတ်ပေးပါဆိုပြီးတော့တောင်းဆိုရဲ။ဒါပေမဲ့သူ့ရဲ့လူတွေကဆက်ပြီးတော့ပဲလှော့ခတ်သွားတယ်။သူ့ကိုလွတ်မပေးလိုက်ဘူး။သူကန်ကောင်းသွားတယ်လို့ပြောအောင်ပေါ့နော်။အဲဒီနောက်မှာတော့သူတို့က skiller နဲ့ caribbee ဆိုတဲ့ blue zoe နှစ်ကောင်ရဲ့နည်းမျိုးရောက်သွားတယ်။ ကောင်ကခေါင်း6လုံးပါတယ်တတဝါကြီးနောက်တစ်ကောင်ကတော့ပင်လေဝူတော်ဝါမြို့နိုင်တယ်ဆိုတဲ့တတဝါသူတို့ဖြတ်သွားရင်လည်းသူ့ရဲ့လူ6ယောက်ကိုဆုံးရှုံးရတယ်ဒီခေါင်းတစ်လုံးစီကိုတရယောက်စီဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါတွေပြီးတော့နေမင်းရဲ့ဂျွန်းကိုသူတို့ရောက်သွားကြတယ် သူကသူ့အဖွဲ့သားတွေအားလုံးကိုတတိပေးထားတဲ့အတိုင်းဒီနေမင်းရဲ့မြင့်မြတ်တဲ့နွားတွေကိုမထိနဲ့ပေါ့နော်ဒါမဲ့သူ့ရဲ့အဖွဲ့သားတွေကသူပြောတာကိုနားမထောင်မှန်းနဲ့နွားတွေကိုတတ်စားမိလိုက်ကြတယ်အဲဇူးနတ်ဖျားကြီးကအဲ့ဒါကိုတီတော့သူတို့တင်းမောကိုမိုးရှုံနဲ့ပြစ်ချလိုက်တာအားလုံးတေဆုံးသွားပြီးတော့ Odysseus တယောက်တည်းပဲလွတ်ပြီးတော့ကြံခဲ့တယ်သူကဒီပင်လယ်ကြီးထဲမှာတစ်သားထုံးလေးတစ်ထုံးကိုဖတ်ပြီးတော့တယောက်တည်းပဲမျောပါပြီးတော့ရှင်ကြံခဲ့တာပေါ့နော် တမောပြတ်ထဲမှာမယောပနေရင်လည်း OTCS ကကလပ်ဆိုးရဲ့ကျွန်းပေါ်ရောက်သွားတယ်။ကလပ်ဆိုးကတန်တာမှုရဲ့နှဖျားမှာတပါ။ကလပ်ဆိုးကသူ့ကိုအရန်ကို ချစ်ခင်မျက်နှိုးပြီးတော့ ထာဝရအသက်ရှင်ခြင်းငြိမ်းချမ်းခြင်းအချစ်လိုချင်တဲ့အရာတွေအားလုံးကိုပေးတယ်သူ့ကိုလွတ်မြောက်ခွင့်ပေးတဲ့အရာတစ်ခုကလွဲပြီးတော့သူလိုချင်တာတွေအားလုံးပေးတယ်သူတို့ခုနှစ်နှစ်လုံးအတူတူနေခဲ့ကြတယ်အဲ့ဒီမှာ तू ကအချစ်လဲခံရတယ်ဘေးလဲကင်းတယ်ဒါပေမဲ့ညနေရောက်လို့ရှိရင် तू ကကမ်းခြေမှာရက်အပ်ပြီးတော့ပင်လယ်ပြင်ကြီးကိုပဲငေးကြည့်နေတတ်တယ်အဲ့လိုအချိန်နဲ့အကြာကြီးဒီနတ်ဖျားမရဲ့အလှပရဲ့မှာ तू ပိတ်မိနေတဲ့အခါတခြားနတ်ဖျားတွေကလည်းသူ့ကိုတနာလာပြီးတော့လွတ်ပေးလိုက်တော့ဆိုပြီးတော့ဒီ Harmis နတ်ဖျားကနေပြီးတော့တဆင်သူ့ကိုလွတ်ပေးလိုက်ပါဆိုပြီး ဆာလွာပါလိုက်တယ်ဗောနော်တဝိလာပါလိုက်တယ်အဲ့ဒီဟာဆာလေးကိုရတော့ clip ဆိုတာငိုပြီးတော့တော်တော်လေးဝမ်းနေသွားတယ်ဒါပေမဲ့ तू ဆာတဲ့အတိုင်းပဲ तू နာခံဖို့အတွက် तू လက်ခံလိုက်တယ် तू ကလှေကလေးကိုလည်းကူပြီးတော့စောက်ပေးတယ်အိမ်ပြန်မှုခီးကိုဆက်တော့မယ်ဆိုတော့ तू ကပြောလိုက်တယ်သူ့ကိုအရန်ချက်တဲ့လူတယောက်ကိုနောက်မှခြံထားခဲ့မယ်ဆိုရင်တော့မှသူ့အိမ်ကိုချောချောရှူရှူနဲ့ပြန်ရှာတွေ့ဖို့ तू ကဆူတောင်းပေးလိုက်တယ် clip ဆိုကိုကြည့်ပြီးတော့နားတယ်လိုက်ရတာတခါလေးအချစ်ကဆွဲထားတာမျိုးမဟုတ်ဘဲနဲ့ လက်လွတ်တဲ့လက်လွတ်ပြစ်လိုက်ရပေါ့နော်ဒါမှကိုချရရတဲ့သူတယောက်ကသူဖြစ်တဲ့သူရောက်တဲ့နေရာကိုရောက်သွားမှာပေါ့နော်ဒီစီယာအီတီကာကိုနောက်ဆုံးမှပြန်ရောက်သွားခဲ့တယ်။အိမ်ပြန်ဖို့ကြာတာတွေရောအချိန်ကြီးအားလုံးပေါင်းလိုက်လို့ရှိရင် နှစ်ပေါင်း20ရောင်မှသူကြသွားခဲ့တယ်။သူပြန်ရောက်တဲ့အခါမှာနန်းတော်ထဲမှာလူတွေကပြည့်နေတယ်။ပွမ်းလန်းသမီးကြီးတစ်ခုလိုဖြစ်နေတာပေါ့နော်။သူဇနီးကခင်မွန်းတစ်ကိုရွေးဖို့စောင့်နေကြတယ်။ဘာလို့လဲဆိုတော့သူဇနီးကိုယူလိုက်လို့ရှင်သူတို့ကဒီမှာရှိတဲ့ဘရင်အဖြစ်ကိုရကြမှာဆိုတော့အားလုံးကသူဇနီးကိုလက်ထပ်ဖို့အတွက်အမ် PR ပေးပြီးတော့သူ့ရဲ့ခင်မွန်းတစ်ယောက်ကိုရွေးခိုင်းနေတယ်ပေါ့နော်။ သူဟာသူ့ရဲ့ပုံစံအမှန်နဲ့ပြန်မလာဘဲနဲ့ဒီတရောင်းစားအိုကြီးအဖြစ်နဲ့သူဟာပြန်ရောက်လာတကယ်တယ်အတီနာနှစ်ဖျားကလည်းအဲ့ဒီအတွက်ကိုကူညီတယ်ဘာဖြစ်လို့လဲဆိုတော့သူထွက်လာခဲ့တာနှစ်ပေါင်း20တောင်ကြာနေပြီဆိုတော့သူပြန်ရောက်လာတဲ့အခါသူ့လူတွေကသူ့ကိုတစ္ဆာရှိသေးလားသူ့ရဲ့အမျိုးသမီးကလည်းသူ့ပုံမှာတစ္ဆာရှိသေးလားပေါ့နော်အခြေအနေတွေကိုသူကစုံစမ်းခြင်းနဲ့အကဲဖြတ်ခြင်းနဲ့သိခြင်းနဲ့ဒါကြောင့်သူကအလိုမျိုးပုံစံအသွင်ပြောင်းပြီးတော့အသွင်တစ်ခုနဲ့သူကပြန်ရောက်လာခဲ့တယ်သူ့ရဲ့အမျိုးသမီးပီနီလော့ပ်ကလည်း တော်တော်လေးတစ္ဆာရှိတယ်သူ့အမျိုးသားကိုခုချိန်မှာတေလားရှင်လာမသိပေမဲ့လည်းခုချိန်ထိတစ္ဆာရှိရှိစောင့်နေတော့မယ်ပေါ့နော်ဒီခင်မုန်းလောင်းရွေးတဲ့အခါမှာတော့မှ Odyssey တစ်ယောက်ထဲလုံနိုင်တဲ့အချက်ကိုပဲသူကပြောပြီးတော့ခင်မုန်းလောင်းအဖြစ်ရွေးတယ်မြင့်မြတ်တဲ့လေးပေါ့နော်ဒီလေးကိုကြိုးတင်ရမယ်ကြိုးတင်ပြီးလို့ရှင်ဒီမြားကကက်ရက်ထပ်ထားတဲ့ပစိန်ကောင်း12ခုကိုဖောက်ထွက်အောင်ပြစ်နိုင်တဲ့လူကိုမှသူကလက်ထပ်မယ်ဆိုပြီးတော့ပြောလိုက်တာပေါ့ဒီဟာတွေအကုန်လုံးကို Odyssey တစ်ယောက်ထဲပဲလုံနိုင်တာအဲ့ဒါတော့သိအဲ့ဒါနဲ့သူကဒီလိုမျိုးလုံနိုင်တဲ့လူကိုသူလက်ထပ် ်မယ်ဆိုပြီးတော့ပြောလိုက်တယ်ဘသူပဲစ조사조사မအောင်မြင်ဘူးဒါပေမဲ့ Odyssey ကတော့ဒီလူအိုအဖြစ်နဲ့ပေါ့နော်ဟန်ဆောင်ပြီးတော့သွားပြီမယ်လို့အများကလည်းပစိမ့်နေအကုန်လုံးဖောက်သွားအောင်ပြစ်နိုင်တယ်အဲ့လိုမျိုးပြစ်ပြီးသွားတဲ့အခါမှာတော့သူ့ရဲ့ဟန်ဆောင်မှုတွေကိုခွာခြားလိုက်တယ်ပေါ့နော်အဲ့ချိန်မှာသူကငါကဒီ Ethica က Odyssey ပဲဆိုပြီးတော့ပြောလိုက်တယ်အဲ့လိုလဲသူကဖွင့်ဟပြီးတော့ပြောပြလိုက်တာ ਨੇ ဒီမှာသူ့ကိုတစ္ဆာဖောက်ခဲ့တဲ့သူ့ရဲ့အမျိုးသမီးကိုရအောင်ဝိုင်းပြီးတော့ကြံနေတဲ့သူတွေအားလုံးကိုသူကတတ်ပြစ်လိုက်တယ်နောက်ဆုံးမှာတော့သူမုံတိုင်းနေနှစ်ဖ ရားတွေနဘလူးတွေအားလုံးကြုံပြီးတဲ့နောက်မှာတော့သူအိမ်ကိုပြန်ရောက်သွားခဲ့ရပါပြီ။ DPG ကအကြီးကြီးအိုတစီရဲ့ဇလန်းရဲ့နောက်ဆုံးအပိုင်းပုံဖော်ထားတာပါ။ချူရိုအားလုံးမှာကိုပိုင်အိုတစီရဲ့ဇလန်းလေးတွေရှိကြတယ်။ပြည်လဲပြင်းကိုဖြတ်ကျော်ရခီးမဟုတ်ခဲ့ရင်တော့မှအချိန်တွေမှတ်ညံတွေနဲ့မျော်လင့်ချက်တွေကိုဖြတ်တန်းခဲ့ရတဲ့ခီး။ပြည်လဲအားဘယ်တော့မှမေ့မသွားဘူး။ဒါပေမဲ့ချူရိုလည်းဘယ်တော့မှမမေ့ကြဘူး။